Is Roy Val versus Joshua Van next for the title? The guy just asked him, uh, you know, you feel like you're the most disrespected fighter in the UFC. I guess I gotta say yes to that question then, yes. ဒီကတော့ UFC ဥက္ကဋ္ဌကြီး Dana White ကကျွန်တော်တို့ fighter <laughs> လေး Joshua Ban နဲ့ Brandon Roba တို့ထိုးမဲ့ပွဲအနိုင်ရတဲ့ fighter ကို Flyweight တန်းချန်ပီယံကပ်စင်ခေါ်ခွင့်ပေးသွားမယ်ဆိုပြီးအာမခံလိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကကျွန်တော်တို့ပြည်သက်တွေကိုဘလောက်ထိရင်ခုန်စိတ်လှုပ်ရှားသွားစေမလဲဆိုတာခံမှန်းမိပါတယ်။ဒါကြောင့်မို့လို့ဒီအကြောင်းအရာကဘလို့ပုံစံမျိုးနဲ့ပေါ်ပေါက်လာတာလဲဆိုတာကျွန်တော်နားလည်မိတဲ့လောက်ဆွဲထုတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ပြည်သက်များခင်ဗျာ UFC ဟာ UFC 370ပြိုင်ပွဲနဲ့ပတ်သက်တဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲကိုဒီမနက်မှပဲလှုပ်ဆောင်သွားခဲ့ပါပြီ။ကျွန်တော်ဖိုက်တာလေး Joshua Ban က UFC Fighter ဘွားဒုတိယမြောက်ပွဲကြိုသတင်းစာရှင်းလင်းပွဲကိုတက်ရောက်ခွင့်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ ်သူဟာ UFC 308ပြိုင်ပွဲတုန်းကပထမဆုံးအကြိမ်ပါဝင်ခွင့်ရတာပါအဲ့ဒီတုန်းကပီလင်းခေါင်းဆက်အောက်မှာထိုးခွင့်ရတာဖြစ်ပေမဲ့သတင်းစာရှင်းလင်းပွဲတက်ရောက်ခွင့်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ promotion ကမက္ဆီကိုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြစ်ကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့အတွက်အဲ့ဒီပြိုင်ပွဲမှာပါဝင်နေတဲ့ fighter တွေအကုန်လုံးကိုသတင်းစာရှင်းလင်းပွဲစီခေါ်ဆောင်ခဲ့တာကြောင်းဖြစ်ပါတယ်ဒီတစ်ခါမှာတော့အဲ့ဒီပုံစံမျိုးနဲ့မတူပါဘူး ကျွန်တော်ဖိုက်တာလေးကမိန့်ကတ်ကောင်းဆက်အောင်မှထိုးသက်ခွင့်ရတဲ့ဖိုက်တာဖြစ်နေသတင်းစာရှင်းလင်းပွဲကိုတက်လာတာပါအဲ့ဒီအတွက်သူစင်မော်တက်လာလာချင်းမှာပဲပြည်သက်တွေအကုန်လုံးကတောင်းတောင်းဖြားဖြားနဲ့ကြိုးစုခဲ့ကြပါတယ်သူကိုယ်တိုင်လည်းစင်မော်မှာစိတ်လှုပ်ရှားမှုအပြည့်ရှိနေတယ်ဆိုတာသူပြောသွားတဲ့စကားတွေကသက်သေခံလျက်ရှိပါတယ်ဒရင်းမားတွေကတော့ Joshua Ben နဲ့ Brandon Roba ကိုမိခွန်းနေဆက်တိုက်တလဲစီမိခဲ့ကြတာပါ။ ကျွန်တော် fighter လေးကပထမဆုံးအတွေ့အကြုံဆိုတော့ထီထီမိမိနဲ့ပွဲစုအောင်လုပ်ပြနိုင်စွမ်းတော့မရှိသေးပါဘူးသို့တော်လည်းလူရင်းနဲ့တိုးရှင်းတော့သူ့စိတ်ထဲရှိတဲ့အတိုင်းကိုတတ်တတ်ရရဲ့လေးဖြေးချသွားခဲ့ပါတယ်အဲ့ဒီမှာသတင်းတော်တစ်ယောက်ကစပီးပေါပေါဖောက်ပါတယ်ဘလို့ပုံစံမျိုးပေါက်ပေါက်ဖောက်လဲဆိုတော့ဒီပြိုင်ပွဲရဲ့ကိုမင်းပွဲစဉ်က Flyweight တန်းချန်ပီယံကပ်စိန်ခေါ်ပွဲဖြစ်ပါတယ်။ Bandoja ရဲ့ချန်ပီယံကပ်ကို Kai Kara Frank ကစိန်ခေါ်ထိုးသက်သွားမှာပါ။ ်မူလကဒီပြိုင်ပွဲမှာပဲ Brandon Rover နဲ့ Marnecat တို့တွဲဆိုင်ကိုထည့်သွင်းခဲ့တာဖြစ်ပါတယ်အခင်းချင်းကအဲ့ဒီပွဲအနိုင်ရတဲ့သူကို Flyweight တန်းချန်ပီယံကွက်စင်ကုန်းကွင်းပေးချင်တဲ့အတွက်ပြိုင်ပွဲတစ်ခုတည်းမှာစီစဉ်ထားခဲ့တာပါ။ထို့တော်လည်းမနက်ကကနှုတ်ထွက်သွားတဲ့အတွက်အဲ့ဒီနေရာကို Joshua Pan က short notice နဲ့လူစားဝင်လာခဲ့ပါတယ်။ ဒီကြောင်ရနဲ့ပတ်သက်ပြီးပြည်သက်တွေကဒီပွဲနိုင်ရင်ဂျော့ရှွာဘန်ချန်ပီယံကပ်စိန်ခေါ်ခွင့်ရမလားဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော်ရဲ့ post အောက်မှာ comment အနေနဲ့မေးခဲ့ကြပါတယ်အဲ့ဒီတော့ကတော့ Brandon Roba အနိုင်ရရင်ချန်ပီယံကပ်စိန်ခေါ်ခွင့်ရလောက်တယ်ဆိုပြီးကျွန်တော်ကဖြေကြားခဲ့တာပါ။ Joshua ဘက်အနိုင်ရရင်တော့မသေးကြဘူးလို့ပဲမှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားဝိတ်တန်းခင်းချင်းတွေကိုကြည့်ပြီးအဲ့လိုပြောတာဖြစ်ပါတယ်။ ဂျော့ရှွာဘန်ရဲ့လက်ရှိတက်မှတ်ချက်နဲ့စွမ်းဆောင်ထားတဲ့စွမ်းဆောင်ရည်တွေအရာပြိုင်ဘက်တွေဟာချန်ပီယံကပ်စိန်ကောခွင့်တွန်းပို့နိုင်လောက်တဲ့အဆင့်မျိုးထိမရောက်သေးပါဘူး။ဒါကြောင့်မလို့ promotion ဘက်ကဂျော့ရှွာဘန်အနိုင်ရခဲ့ရင်ချန်ပီယံကပ်စိန်ကောခွင့်ပေးပါမလားဆိုတဲ့အချက်ကမသေးကြသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကပြောပြခဲ့တာပါ။ဒီကိစ္စကိုသတင်းသမားတွေကလည်းကောင်းကောင်းကြီးသတိထားမိပါတယ်။ ။ဒါကြောင့်မို့လို့အားလုံးမျက်နှာချင်းဆိုင်ကြတဲ့အချိန်မျိုးမှာဒေနာဝိုက်ကိုကောင်းတယ်ပြီးဒီပွဲအနိုင်ရတဲ့ဖိုက်တာကချန်ပီယံကပ်စိန်ကောခွင့်ရမလာဆိုပြီးဒဲတိုကြီးမေးလိုက်ပါတယ်။အဲ့ဒီမှာ Brandon Rover ကလည်း Come on Dana White ပေးစမ်းပါဆိုတဲ့ပုံစံမျိုးနဲ့တောင်းဆိုခဲ့တာပါ။ Okraji Dana White ကလည်းအနိုင်ရတဲ့ Fighter ကိုချန်ပီယံကပ်စင်ခေါ်ခွင့်ပေးမယ်ဆိုပြီးပြန်လဲတုံ့ပြန်ခဲ့ပါတယ်။မြိတ်သက်များခင်ဗျာ UFC ကသတင်းထောက်တွေကတလောက်နဲ့မချေနဲ့သေးပါဘူး။ သူတို့ကသတင်းတစ်ခုကိုရကြင်ပြီဆိုရင်ခိုင်ခိုင်မာမာဖြစ်အောင်ကြိုးစားကြလေရှိပါတယ်။ဒါကြောင့်မို့လို့နောက်ထပ်သတင်းတောက်တစ်ယောက်ကထပ်ပြီးတော့အဲ့ဒီမေကွန်းပေါ်ကွန့်ပါတယ်။ဘယ်လိုပုံစံမျိုးကွန့်လဲဆိုတော့မင်းတို့ fighter နှစ်ယောက်ထဲကအမှန်ရတဲ့ fighter ကိုဥက္ခရာကြီးက champion ကပဲစိန်ခေါ်ကွန့်ပေးမယ်။အဲ့ဒီတော့ဒီပွဲကိုဘယ်လိုပုံစံမျိုးနဲ့ကစားဖို့အစီအစဉ်ရှိလဲဆိုတဲ့ပုံစံမျိုးနဲ့မေကွန်းကိုထပ်ပြီးအတီးပြူတာပါ။ အိမ်မှာ Brandon Roba နဲ့ Joshua Ban တို့နှစ်ယောက်စလုံးကဒီပွဲကိုဖျော်ဖြေမှုအကောင်းဆုံးဖြစ်အောင်စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်အောင်ပုံစံမျိုးနဲ့ထိုးသက်သွားမယ်ဆိုပြီးပြုံးစည်းစီတွေနဲ့ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။အကြောင်းအရာကိုပြန်ပြီးဆက်ရရင်တော့ကျွန်တော်ရဲ့ Fighter လေး Joshua Ban နဲ့ Brandon Roba တို့ထိုးမဲ့ပွဲအနိုင်ရတဲ့ Fighter ဟာချန်ပီယံကပ်စိန်ခေါ်ကွင်းရဖို့တေချာသွားပါပြီ။သူတို့နောက်ကထိုးမဲ့ပွဲက Flyweight Champion ကပ်စိန်ခေါ်ပွဲဖြစ်ပါတယ်။ တွေ့ဆိုင်စီစဉ်ထားမှုမှာခြေစက်နောက်ဆင့်ပုံစံမျိုးမျိုးဒီပွဲအနိုင်ရတဲ့ဖိုက်တာဟာချန်ပီယံကပ်သိမ်းပိုက်မဲ့ဖိုက်တာစီကိုလမ်းပြီးစိန်ခေါ်စကားတွေဆိုလာပွဲရှိပါတယ်။ဒီနေရာမှာဥက္ခရာကြီးဒေနာဝိုက်ကဘာဖြစ်လို့လွယ်လွယ်နဲ့လိုက်ရောသွားခဲ့တာလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်မျက်မိတလောက်ထပ်ပြီးပြောပြခြင်းနေပါတယ်။ UFC Flyweight တန်းကအခြား weight တန်းတွေနဲ့မတူပါဘူး။ချာဝိတ်တန်းတွေမှာကချန်ပီယံကပ်စိန်ခေါ်ကူးကအရမဲ့ဖိုက်တာတွေကတန်းစီဘီအပြိုင်ဆိုင်ကြိုးစားကြတာပါ။ ဖလိုင်းဝေးတမ်းမှာတော့ဒုတိယမျိုးဆက်ပြတ်နေတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ကစောကြီးကလေးကပြောပြခဲ့ပြီးပါပြီ။ချန်ပီယံကပ်စင်ခေါ်ခွင့်နောက်ဝဲလေဝဲလေဖြစ်နေတဲ့ဖိုက်တာတွေကိုကြည့်လိုက်မယ်ဆိုရင်ပန်ဒိုဂျာ၊မိုရီနို၊ရန်နယ်ရိုဘာ၊ကိုင်ကာရာဖရန်ဒီဖိုက်တာတွေကြီးပဲဝဲလေလှဲနေတာပါ။ဒုတိယမျိုးဆက်ကဖိုက်တာတွေကအထက်ကိုထွန်းထွန်းပေါက်ပေါက်ဖြစ်လာတဲ့သူမရှိပါဘူး။မာနကပ်ကလည်းလက်အိမ်မှန်လာကားသာရှိသေးတယ်။ဒံယာပြဿနာအကြောင်းပြချက်တွေနဲ့နှုတ်ထွက်နေရပြန်ပါပြီ။ ထိုနီဒူဇာအေဘာဇီကလည်းဒဏ်ရာပြဒနာကြောင့်ပဲကာလရှည်အနာယူထားရသူပါအဲ့လိုပုံစံမျိုးနဲ့ UFC ဟာဒုတိယမျိုးဆက်ပြက်နေတဲ့ Flying Weight တန်းကိုပို့ပြီးတော့ရင်ခုန်စိတ်လို့ရှားကြရဲဖြစ်လာအောင်အသွန်ခွန်ဆိုင်ကြိုးစားခဲ့တဲ့ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ကရှေ့ကဗီဒီယိုတွေမှာတုန်းကအကြိမ်ကြိမ်တင်ဆက်ခဲ့ပြီးပါပြီထပ်ပြောရရင် promotion ကိုတိုင်းကအဲ့လိုအပြောင်းလဲမျိုးတွေဖြစ်စေခြင်းတဲ့အတွက်ရှေ့ကချန်ပီယံခွက်စင်ကာပွဲတွေမှာမျက်နှာသစ်ဖိုက်တာတွေဒါမှမဟုတ်တက်လူဖိုက်တာတွေကိုပဲစက်တိုက်ခွင့်ရပေးခဲ့တာပါ စတိဗ်အာဆေးကကြံ့ကြံ့ဖန်ဖန်ပုံစံမျိုးနဲ့ပန်တိုဂျာကိုစိန်ခေါ်ခွင့်ရခဲ့ပါတယ်။အဲဒီနောက်ညနေသစ်ဖိုက်တာကိုင်းအစာကူရာကလည်းကလကဖွင့်ပွဲမှာပဲချန်ပီယံကပ်တန်ပြီးစိန်ခေါ်ခွင့်ရပါတယ်။ဒီနေသားတွေကိုကြည့်ရင်မဲ UFC က Flyweight တန်းချန်ပီယံစင်ခေါ်ပွဲတွေမှာအပြောင်းလဲတွေဖြစ်ချင်နေတဲ့ဆိုတာသိတာနေခဲ့ပါပြီ။ဒါကြောင့်မို့လို့ Joshua ဘက်အနိုင်ရရင်လဲဥက္ကရာကြီး Dana White ကချန်ပီယံကပ်စင်ခေါ်ခွင့်ပေးဖို့မီးစိမ်းပြလိုက်တယ်လို့ပြောကြည့်ခြင်းပါတယ်။ အဲ့ဒီတော့အเจ้าရောက်ကိုနည်းနည်းလေးတူးဆွကြည့်ရအောင်မတကယ်လို့များဂျိုရှုအဘန်အနိုင်ရခဲ့ရင်တကယ်ကြီးချန်ပီယံကပ်စင်ခုံခွင့်ရတော့မှာလားဆိုတာအရင်ခုံဖို့ကောင်းလွန်နေပါပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ fighter league ကအစောပိုင်းမှာ ranking တက်မှတ်ချက်နံပါတ်10နေရာမှာရှိခဲ့တာပါတိုးတော့လက်ရှိမှာတော့အဆင့်7နေရာအထိတောင်ကျဆင်းသွားပါပြီဒါကဘာဖြစ်လို့လဲဆိုတော့ဘာကူမှာကျင်းပခဲ့တဲ့ UFC fight night ပြိုင်ပွဲကရလက်တွေကြောင့်အပြောင်းလဲအနေငယ်ထပ်ဖြစ်တာဖြစ်ပါတယ် အဲ့ဒီပြိုင်ပွဲတုန်းကဥလန်ပက်ကော့ဟာပြိုင်ပွဲဖြစ်သူကိုအနိုင်ယူပြခဲ့ပြီးသူ့ရဲ့နိုင်ပွဲဆက်စံချိန်ကိုထပ်မံဆွေးဆန်ခဲ့တာပါဥလန်ဘက်ကော့ကဂျောရှွာဘန်ကိုကြော်တက်သွားတဲ့အတွက်ကျွန်တော်တို့ရဲ့ချင်းဖိုက်တာလေးကအဆင့်ဆက်နှစ်ကိုခုံဆင်းသွားတာဖြစ်ပါတယ်။သို့တော်လည်း promotion ဘက်ကအနိုင်ရရင်ချန်ပီယံကပ်စင်ခေါ်ခွင့်ပေးလိုက်မယ်လို့အာမခန့်ချက်ပေးလိုက်ပြီးမှ ranking သတ်မှတ်ချက်တွေကတိတ်ပြီးတက်ရောက်မှုတော့မရှိတော့ပါဘူး။ဒီပွဲအနိုင်ရရင်ချန်ပီယံကပ်ကိုဘယ်တော့စင်ခေါ်ခွင့်ရမလဲဆိုတာကိုပဲထိုင်ပြီးစောင့်ဆိုင်ရတော့မှာပါ။ ဒါလို့ဆိုရင်ဥက္ကဋ္ဌကြီးဒေနာဝိုက်က flyweight တန်းချန်ပီယံကပ်စိန်ခေါ်ခွင့်ပေးဖို့အတွက်ဘာဖြစ်လို့မီးစိမ်းပြလိုက်တာလဲဒီဝိုက်တန်းရဲ့အခင်းချင်းကဘလို့ပုံစံမျိုးတွေရှိနေလဲဆိုတာပြည်သက်တွေလဲစာဝါမိလာပါပြီ celebrity ဒီကနေ့တောက်ကြနေညပိုင်းမှာချင်းပါမယ်135 140ပြန်ပွဲနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုပြောကြရအောင်မပြည်သက်များခင်ဗျာ one championship ကဒီပြိုင်ပွဲကိုခန်းခန်းနာနာမြင်းမြန်ဆိုင်ဆိုင်နဲ့ကျင်းပမှာဖြစ်လို့ထိုင်းကနံပါတ်ကြီး fighter တွေကိုပဲစူးစီးပြီးပွဲထုတ်ထားပါတယ် အဓိကကောင်းပွဲကြီးအဖြစ်သတ်မှတ်ထားတဲ့ကူလတန်နဲ့ဖိလစ်ပီလိုဘိုတို့တွဲဆိုင်ကတော့ခုတစ်နှစ်ကပဲပြတ်သွားခဲ့ပါပြီ။ကူလတန်ကဝိချာရင်ပြဿနာတွေပေါ်လာတဲ့အတွက်အဲ့ဒီပွဲကိုဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။အဒီကံပွဲနေရာကိုတော့ထိုင်းကရင်ဖိုက်တာဆူအပလက်နဲ့ဆန်ကာတစ်တို့ရဲ့တွဲဆိုင်ကအစားဝင်လာပါတယ်။စစ်စစ်ဝိတ်ချင်းတဲ့အစီအစဉ်တွေကိုတော့မနေ့ကပဲလှုပ်ဆောင်ပြီးစီးသွားခဲ့ပါပြီ။ အန်အသင်းဖို့ကောင်းတာကဒီပြိုင်ပွဲမှာပါဝင်ထိုးသက်ကြမဲ့ fighter တွေအားလုံးတက်မှတ်ဝိတန်းအတွင်းကိုအသီးသီးဝင်ရောက်အောင်လှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ဒီလိုခန်းခန်းနာနာနဲ့ကျင်းပတဲ့ပြိုင်ပွဲမျိုးမှာဘာအဖူးထက်မှမရှိတာအတော်ကြီးကိုအန်အသင်းဖို့ကောင်းပါတယ်။ကျွန်တော်ကတော့နိကရောက်မှခေါင်းပွဲကပြတ်ထားတဲ့အတွက်ဘာအဖူးထက်မှမရှိခြင်းလို့ promotion ဘက်ကလည်းတိတ်ပြီးမတင်ချက်ခဲ့ဘူးလို့ယူဆကြည့်ကြပါတယ်။မြေတံများခင်ဗျာ ဝမ်ချမ်ပီယံရှစ်ကဒလိုပြိုင်ပွဲမျိုးကျင်းပပြီဆိုရင်ဘောနက်တွေလည်းဖော်ဖော်တီတီပေးလေရှိသလိုဒေါ်လာသသိန်းတန်စာချုပ်တွေကိုလည်းအများကြီးကန်လန်လေးရှိပါတယ်ဒါကစူပါအေဂျင့်ပါဝင်ထုတ်သက်ခဲ့တဲ့1.5 100ပြိုင်ပွဲတုန်းကအခင်းကျင်းကိုကြည့်ပြီးပြောတာပါ။ဒီညမှာလဲအလားတူပုံစံမျိုးနဲ့ခင်းကျင်းလာပွဲရှိတယ်လို့ကျွန်တော်ကဆိုကြည့်ခြင်းနေပါတယ်။ ဒါကြောင့်မို့လို့ဒီညကျင်းပမဲ့ပြိုင်ပွဲမှာ Bay Fighter တွေကဒေါ်လာသသိန်းနဲ့စာချုပ်ဆွတ်ခုဖို့လာလာကောင်းနေလဲဆိုတာကျွန်တော်လက်လန်းမိတဲ့လောက်ဆွဲထုတ်တင်ပြခြင်းနေပါတယ်ရင်စုံအနေနဲ့ Best Sugun Pin နဲ့ Audicor တို့ပွဲအကြောင်းကိုပြောချရအောင်ပါ။မူလက Vampire နဲ့ Audicor တို့ပွဲဖြစ်ထားတာဖြစ်ပါတယ်။ Vampire ကအနိကရောက်မှဒဏ်ရာပြဿနာအကြောင်းပြချက်နဲ့နှုတ်ထွက်သွားလို့အဲ့ဒီနေရာကို Best Sugun Pin ကလူစားဝင်လာတာပါ။ ဘက်ဆူကွန်ဘဲဟာတန့်စင်နဲ့လက်ပွဲပြက်ခဲ့ဘူးသူဖြစ်ပါတယ်။အော်ဒီကော့ဖ်ကတော့1 Friday Fight စင်းမြတ်ထက်မှာစုစုပေါင်း9ပွဲထိုး9ပွဲစလုံးအနိုင်ရထားပြီးပါပြီ။ဒါကြောင့်မို့လို့ဒေါ်လာသသိန်းနဲ့စာချုပ်နဲ့အရန်ကိုနီးကပ်နေတဲ့ Fighter လို့ဆိုလို့ရပါတယ်။ဒီညမှာပြည်သက်တွေအားပြင့်သွားစေမဲ့စွမ်းဆောင်ရည်မျိုးနဲ့ပွဲသင်းရလက်တွေယူပြအောင်မဲ့ဆိုရင်တော့သူ့အနေနဲ့ဒေါ်လာတသိန်းနဲ့စားကြုပ်နှဲ့အပ်ခံရပွဲရှိနေပါတယ်။ပြည်သက်များခင်ဗျာ ော်ဒီကော့လိုပဲနောက်ထပ်စွမ်းဆောင်ရည်ကောင်းတဲ့ဖိုင်တာတစ်ယောက်ရှိနေသေးပြန်ပါတယ်။အဲ့ဒီပွဲကတော့ချပါရက်နဲ့ရမဒန်အွန်ဒက်တို့ထိုးတတ်တဲ့ပွဲမှာပါ။ဒီဖိုင်တာနှစ်စလုံးက1 Fury Fight စင်မြင့်ထက်မှာလုံးဝရှုံ့မွဲမရှိသေးပါဘူး။ချပါယက်က135စစ်မြင့်ထဲစစ်စပောင်း9ပွဲထိုး9ပွဲစလုံးအနိုင်ရထားတဲ့ဖိုက်တာပါရမာတဲ့အွန်ဒက်ကလည်းစစ်စပောင်း3ပွဲထိုး3ပွဲစလုံးအနိုင်ရတဲ့ဖိုက်တာဖြစ်ပါတယ် ဒီတွဲဆိုင်အနိုင်ရတဲ့ fighter ကလည်းဒေါ်လာသသိန်းနဲ့စာချုပ်မှန်းလို့ရတဲ့အနေအထားမျိုးဖြစ်ပါတယ်။အထူးသဖြင့်ခုနှစ်ပွဲဆက်တိုက်အနိုင်ရထားတဲ့ chapter ရက်ကိုပို့ပြီးစောင့်ကြည့်ခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ fighter က ancient time fighter ဖြစ်နေပြန်တဲ့အတွက် promotion ဘက်ကပို့ပြီးတော့မျက်နှာသာပေးသွားမှာပါ။အဲ့လိုအကြောင်းရင်းကြောင့်သူသာဆွတ်ဆောင်ရင်ကောင်းလေးချပြတော့မယ်ဆိုရင်တော့ဒေါ်လာသသိန်းနဲ့စာချုပ်စာမေးပွဲမှာဂုံတူးနဲ့တောင်အောင်မြင်သွားပွဲရှိနေပါတယ်။ နောက်ထပ်ပြောပြခြင်းနဲ့တွဲဆိုင်ကတော့ PTT နဲ့ FD Lali တို့ပွဲဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ Fighter နှစ်ယောက်စလုံးအတွဲ1 Friday Fight စင်မြင့်ထဲပထမဆုံးစမီကလကဖွင့်ရမယ့်တွဲဆိုင်မျိုးပါပဲ။ PTT ဟာထိုင်းဖိုင်မှာအောင်မြင်မှုပေါင်းများစွာနဲ့ One Championship ကိုရောက်ရှိလာတဲ့ Fighter ပါ။တနည်းဆိုရရင် Bronica တန်ငွေနှုတ်ပြီးရင်ထိုင်းဖိုင်ကနေပြောင်းရွှေ့လာတဲ့နောက်ထပ် Champion တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်ဖြင့်အဲ့လို CP မျိုးပိုင်ဆိုင်ထားတဲ့အတွက် PTT ကိုစာချုပ်ကြီးတခါတည်းချုပ်ဆိုခဲ့တယ်လို့တောင်းထင်မှတ်ခဲ့တာပါကြမ်းမိတဲ့သတင်းတွေအရတော့ PTT ဟာဒေါ်လာတသိန်းနဲ့စာချုပ်နဲ့ညီမျှတဲ့စာချုပ်မျိုးမရသေးဘူးလို့ဆိုပါတယ်။ဒါကြောင့်မို့လို့တင်းညမာများပြည်သက်တွေပါဇက်အဟောင်းသားဖြစ်သွားစေမဲ့စွမ်းဆောင်ရည်မျိုးနဲ့နိုင်ပွဲရယူပြမယ်ဆိုရင်တော့သူကလည်းဒေါ်လာတသိန်းနဲ့စာချုပ်မှန်လို့ရတဲ့အနေအထားမျိုးမှရှိပါတယ်။ promotion ကအဲ့လိုခင်းချင်းမျိုးဖြစ်စေခြင်းနဲ့အတွက်ကိုသူ့ကိုမျက်နှာသစ် fighter နဲ့ပွဲတည်ပေးထားတာလို့ကျွန်တော်ကဆိုကြည့်ကြပါတယ်နောက်ဆုံးတွဲဆိုင်တစ်ခုကတော့ဂျပန်ကနာမည်ကြီး Fighter Nagara နဲ့ Asian Time Fighter Banlulo တို့တွဲဆိုင်ဖြစ်ပါတယ်။ Nagara ဟာ172ပြိုင်ပွဲမှာကလကဖွင့်ပွဲထိုးသက်ခဲ့ပြီးပါပြီ။အဲ့ဒီပွဲပြီးတာနဲ့ Promotion ဘက်ကတခါတည်းကိုစာချုပ်ကြီးတန်းချုပ်ဆိုခဲ့တာပါ။ ီဖိုက်တာကဂျပန်ဖိုက်တာ ဖြစ်ပေမဲ့ကက်ပေါ်ဆင်မှာထိုးတာမဟုတ်ဘဲမွေထိုင်းကစားနည်းမှာအောင်မြင်မှုတွေအများကြီးရယူထားသူဖြစ်ပါတယ်။ထိုင်းကနမဂျီစတေဒီယံတစ်ခုဖြစ်တဲ့ရာဂျာဒန်နန်စတေဒီယံချန်ပီယံကပ်ကိုပိုင်ဆိုင်ခဲ့ဘူးသူဖြစ်တယ်လို့ WBC မွေထိုင်းချန်ပီယံကပ်ပါဝင်အခြားသောအဖွဲ့အစည်းတွေမှာအောင်မြင်မှုပေါင်းများစွာရယူခဲ့သူပါ။ဒါကြောင့်မို့လို့ဒီပွဲကသူ့ရဲ့စွမ်းဆောင်ရည်ကိုထက်ပြီးစောင့်ကြည့်ရမယ့်ပွဲစဉ်မျိုးဖြစ်ပါတယ်။ဒီဖိုက်တာကအက်ဒဝိတ်တန်ကောင်းဆန်အောက်ကနေထိုးတာပါ။ promotion ဘက်ကလည်း Adaway တမွေထိုင်းချန်ပီယံကပ်ဖန်နီဖို့အတွက်သူ့ရဲ့အလားအလာတွေကိုစောင့်ကြည့်လျက်ရှိပါတယ်လူသားဆွမ်းဆောင်ရကောင်းတွေပြသမယ်ဆိုရင်တော့ promotion ဘက်က Adaway Dan အတွက်မြို့သားချန်ပီယံဘက်ကိုစတင်ဖန်နီးလာပွဲရှိပါတယ်။သူနဲ့ရင်ဆိုင်ထိုးသက်ရမယ့် fighter က Asian Time Fighter Banlu Lo ဖြစ်ပါတယ်။ 135cm ထက်မှာစစ်စုပေါင်း၃ဘွယ်ထိုး၃ဘွယ်စလုံးအနိုင်ရထားပြီးပါပြီ။ ထူးခြားတာကအဲ့ဒီသုံးဘွယ်စလုံးကိုအလဲတို့မှတ်တမ်းတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါရင်မကသေးပါဘူး။အဲ့ဒီသုံးဘွယ်စလုံး၊သုံးချိန်စလုံးဘောနက်စုတွေစွကူနိုင်ခဲ့သူပါ။အဲ့လိုပုံစံမျိုးကြောင့်ဒီပွဲကလည်းပြိတက်တွေလုံးဝလက်မလွတ်သင့်တဲ့ပွဲစဉ်မျိုးလို့ပြောပြရစီခင်ဗျာ။တကယ်လို့များဘန်လူလော့ကနဂါသာကိုအလဲထိုးပြလိုက်မယ်ဆိုရင်တော့ဒီဖိုက်တာကလည်းဒေါ်လာသတိနဲ့စာချုပ်နဲ့အတော်ကြီးကိုထိုက်တန်နေပါပြီ။ကြားမိတဲ့ကောလာဟာလာသတင်းတချို့ကိုလည်းထပ်ပြီးပြောချင်နေပါတယ်။ အဲ့ဒါကတော့ဘယ်လူလော့ရဲ့အတိုင်းဝိုင်းကဒီပွဲမှာသူတို့ဖိုက်တာဘက်ကနေအ ਨੇ စုံဘက်နှစ်တန်းလောင်းကြီးထတ်ထားတယ်လို့ဆိုပါတယ်။ဒါကကျွန်တော်ကြားမိတဲ့ကောလာဟာလာသတင်းတစ်ခုဖြစ်ပါတယ်။တကယ်လို့များဒီပွဲမှာတော့ဘယ်လူလော့အနိုင်ရမယ်ဆိုရင်အဲ့ဒီလူတွေကကိုက်ကရှင်ဖိုက်တာကိုနောက်ထပ်ဘောနက်ဆုတွေထပ်ပြီးချိမြှောက်မယ်ဆိုပြီးမျက်လုံးတွေပေးထားတယ်လို့ပြောဆိုနေကြပါတယ်။ဒါကတော့ဒီညမှာစောင့်ကြည့်ရင်ခုန်တင်တဲ့ဒေါ်လာတစ်သိန်းနဲ့စာချုပ်မှန်းလို့ရတဲ့တွဲဆိုင်တချို့ကိုဆွဲထုတ်တင်ပြမိတာဖြစ်ပါတယ်။ ိတ်ဆုံးကောင်းပွဲမှာတော့ကျွန်တော်တို့ရဲ့ကရင်နယ်ပွားဖိုက်တာကိုလည်းဝင်းရံအားပေးချရအောင်ဗျာဒီပွဲစဉ်တွေကိုဒီညမြန်မာစံတော်ချိန်ည9:00နာရီချိန်မှာစတင်ကျင်းပသွားမယ်ဆိုတဲ့အကြောင်းအကျိုးသတင်းကောင်းပါထားပြရစေခင်ဗျာမြည်တယ်များခင်ဗျာဒီတစ်ခါပြောပြမယ့်အကြောင်းအရာကတော့မနေ့ကဝမ်ချမ်ပီယံရှစ်အတိုင်းဝိုင်းနဲ့ UFC အတိုင်းဝိုင်းကြားအပြန်အလှန်ပြောဆိုကြတဲ့အကြောင်းအရာလေးဖြစ်ပါတယ် အဲ့ဒီမိကိုဘယ်သူကစမှွေးလိုက်တာလဲဆိုတော့ BJJ ဝိတ်စာလေးမိုက်ကီမူဆူမက်ချီကစပြီးမိမွေးလိုက်တာပါမနေ့က UFC ဟာသူတို့ရဲ့ UFC BJJ ပထမဆုံးပြိုင်ပွဲကိုစတင်ချင်းပါခဲ့ပြီး YouTube ကနေလည်းအခမဲ့တိုက်ရိုက်ထုတ်လွှင့်ပြသသွားခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲမှာမိုက်ကီမူဆူမက်ချီကပထမဆုံးချန်ပီယံခပ်သိမ်းပိုင်နိုင်ခဲ့တာပါမိုက်ကီမူဆူမက်ချီဟာဝမ်ချန်ပီယံရှစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီးဝမ်ချန်ပီယံရှစ်နဲ့ပြဿနာတက်က UFC ကိုပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ် ပွဲပြီးဒရင်စာရှင်းလင်းပွဲမှာတော့သူကဝမ်ချင်မြင့်ချစ်ကိုတိုက်ရိုက်မရည်ရွယ်သည့်တိုင်အောင်တွေ့ဝိုက်တဲ့စကလုံးနေနဲ့ထိုးနှက်ခဲ့တာပါဘလို့ပုံစံမျိုးထိုးနှက်လဲဆိုတော့ UFC ကိုရောက်လာတာအရန်ကိုကျင်းနဲ့မိတဲ့အကြောင်းအခုလိုပြိုင်ပွဲတွေမှာပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်အရန်ကိုကျင်းနဲ့မိတဲ့ဆိုတဲ့အကြောင်းအရာတွေကိုအခုလိုပြောဆိုသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တခြား promotion တစ်ခုမှာတခြားလမ်းကြောင်းတွေရွေးချယ်ခဲ့လို့ရတာပါပဲ။ပက်ဆန်လေးအိတ်ထက်ထက်ပိုက်ပြီးအသားရနှက်နေုံပေါ့။ ဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာကဒီကစားနည်းကိုမြင့်ဆုံးအထိတိုးတက်ခြင်းနဲ့ရေရှည်တည်တည်ငြိမ်ငြိမ်နဲ့တိုးတက်မဲ့ပုံစံမျိုးပဲမြင်ချင်ပါတယ်။လာပြီးရင်းနှီးမြှုပ်နှံလိုက်ဒေဝါလီခံလိုက်အချို့ promotion တွေကဘွဲဖြစ်ယုံလေးပဲကျင်းပလိုက်ဒါမျိုးတွေမလိုချင်ပါဘူး။အခုကျွန်တော်တို့လုပ်နေတာကရေရှည်တည်တက်မဲ့စီမံကိန်းမျိုးလို့အပြေအဝခံစားမိပါတယ်။ မိဘတွေတာမီတွေကလည်း BJJ ကို လေ့ကျင့်ပြီးတနေ့နေ့မှာငါတို့ကလေးက UFC BJJ ပြိုင်ပွဲမှာရှင်ပြိုင်နိုင်ရမယ်ဆိုတဲ့ပုံစံမျိုးအထိမှန်လို့ရှားနေပါပြီ။အိမ်မက်တွေမက်ထားလို့ရှားပါပြီ။တို့စိတ်ထဲမှာငါတို့အလက်များရောက်ရင်ဒီလုပ်ငန်းကဒေဝါလီများခံသွားမလား၊ပိုင်ရှင်များပြောင်းလဲသွားမလား၊ငါတို့ကပဲ promotion ပြောင်းလဲလုပ်ဖို့စိတ်ကူးရတော့မှလားစတဲ့ကိစ္စတွေနဲ့လုံးဝစိတ်ပူစရာမလိုတော့ပါဘူး။ ကျွန်တော်တို့အခုအကောင့်ထဲပေါ်နေတဲ့ UFC PJJ ကအမှန်ကန်ချပြနေတာပါ။ဒါမြင့်ဆေးစစ်တဲ့ကိစ္စတွေကအစအကုန်လုံးကိုအစပြုနေပါပြီ။ဒါကြောင့်ဒီပလက်ဖောင်းရဲ့ကနဦးအစပြုမှုမှာပဲပါဝင်ခွင့်ရတဲ့အတွက်ရန်ကိုကျင်းနဲ့မိပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။မကီမူဆူမက်ချီရဲ့ပြောဆိုပုံကဝမ်ချမ်ပီယံရှစ်ကိုတိုက်ရိုက်မရင်ညွှန်းမိမဲ့သူကဝမ်ချမ်ပီယံရှစ်ချန်ပီယံဟောင်းဖြစ်နေတဲ့အတွက်ဘသူကိုညွှန်းလဲဆိုတာတံပီးတိတာနေခဲ့ပါတယ် အဲ့လိုပုံစံမျိုးကြောင့်ဝမ်ချမ်ပီယံရှစ်ပြိသက်တွေကဒေါ်လာထွက်နေတာပါဘလိုပုံစံမျိုးနဲ့ဒေါ်လာထွက်ကြလဲဆိုတော့တခြားသောဖိုက်တာတွေပြောတာလက်ခံတယ်မိုက်ကီမူဆူမက်ချီကပြောတာတော့အတော်ကြီးကိုများလွန်းနေဆိုပြီးဒေါ်လာဖြစ်ကြတာပါ။ဘာဖြစ်လို့လဲဆိုတော့ဝမ်ချမ်ပီယံရှစ်မှာတုန်းကမိုက်ကီမူဆူမက်ချီပွဲကစားရပြီဆိုရင်ဘောနပ်ဆုရဖို့တောင်းသေးကြတလို့ရှိနေပါပြီ။ချမ်ပီယံကပတ်ကိုလည်းအချိန်ချင်းနှင်းအပ်ပေးခဲ့တာပါ။ အဲ့လိုပုံစံမျိုးတွေကမှ promotion ကိုပြန်ပြီးထိုးနှက်တဲ့စကားတွေထုတ်သုံးလိုက်တော့သူတို့ကမကြည်မနှက်တွေချစ်ကုန်ကြတာဖြစ်ပါတယ်။ထပ်ပြောရရင် UFC ကိုရောက်သွားတဲ့ကစားသမားတွေကဝမ်းချင်မြင်ရှစ်ကိုပြန်ပြီးကစ်ကြတာအစင်လာတစ်ခုလိုဖြစ်လာပြီလားလို့တောင်းမေးခွန်းထုတ်လို့ရနေပါပြီ။မဖြစ်လို့လဲဆိုတော့ Rainier Terrata တို့ကလည်းအလားတူပုံစံမျိုးနဲ့ပြန်ကစ်ခဲ့တာပါ။အခု Mikey Musume ချီကလည်းထပ်ပြီးစော်ပြန်ပါပြီ။ ဒါတွေကဒေနာဝိုက်အကြိုက်ဖြစ်အောင်ပြောဆိုတာလားသူတို့ကိုယ်တိုင်တကယ်ခံစားခဲ့ရလို့ပြောဆိုတာလားဆိုတော့ကာကန်ရှင်တွေကိုယ်တိုင်ပဲပူပြီးသိမှာပါကျွန်တော်ကတော့အကြောင်းအရာလေးတွေကို ပြည်သက်တွေသိအောင်ချပြမိတာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တော့ပြည်သက်တွေစိတ်ထဲမှာဒုလောဒုလောနဲ့သိကျင်နေကြတဲ့အကြောင်းအရာလေးကို ပြောပြပြီးဏီကုံချုပ်ချင်ပါတယ်အဲ့ဒီအကြောင်းအရာကအစ္စလာမ်မကာရှက်ဖာဘာဖြစ်လို့သူ့ရဲ့ lightweight ချန်ပီယံခွက်ကိုလက်လွတ်ပြီး weight တန်းတက်ဖို့ဆုံးဖြတ်ခဲ့တာလဲဆိုတာပါ လက်ရှိအနေအထားမှာတော့ calculation fighter ကိုတိုင်ကအဲ့ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ဘလို့ဆုံးဖြတ်ချက်ချခဲ့တာလဲဆိုတဲ့အကြောင်းအရာတွေကို media မှာတွေရှင်းမောက်မှာစတင်ဖွင့်ချလာနေပါပြီ။ပဲအကြောင်းအရာတွေကအဓိကကြားခဲ့လဲဆိုတဲ့အကြောင်းကိုတော့အခုလိုပဲစတင်ပြောဆိုလာခဲ့ပါတယ်။အခုချိန်ကအချိန်ကောင်းပါပဲ။ကျွန်တော်ကစာရူခရန်ကိုစောင့်နေခဲ့တာပါ။ဘာလို့လဲဆိုတော့သူကနပန်းကစားပုံ ကောင်းတယ်လေ။မြစ်သက်တွေကလည်းဒီပွဲကိုမြင်ကျင်ကြားပါတယ်။ ူကနောက်ဆုံးချိန်ရောက်မှနှုတ်ထွက်သွားတော့ဒီဝိတ်တက်မှာနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်အလားအလာကမမြင်မိတော့ပါဘူး။ဒါကြောင့်ဝိတ်တန်တက်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဝေဒါဝိတ်တက်မှာလည်းချန်ပီယံသစ်ကပေါ်လာပြီလေ။ဖိုက်တာကောင်းတယောက်ကချန်ပီယံဖြစ်လာတာမို့ကို့အနေနဲ့ဒီပွဲကိုထိုးဖို့ဖိနန်တွေလည်းပိုလို့ဖြစ်တယ်လို့နေတိုင်းလည်းဒီကြောင့်မဲ့ကောင်းတဲ့စဉ်းစားနေမိပါတယ်လို့ပြောဆိုလာခဲ့ပါတယ်။ UFC ဟာ UFC 350ပြိုင်ပွဲမတိုင်ခင်တုန်းက Islam Makhachev နဲ့ Topuria တို့ကိုပွဲတက်ပေးဖို့ကြိုးစားနေတဲ့ဆိုတဲ့သတင်းတွေလိုင်းလိုင်းထွက်ပေါ်ခဲ့မှုပါတဲ့အဲ့ဒီနောက် Hunter Campbell ကိုတိုင် Dagestan အထိကိုခီးနှင်ခဲ့သေးတာပါအဲ့လိုခီးနှင်တာက Makhachev နဲ့ Topuria တို့ကိုတိတိတင်းတင်းပွဲဆိုင်ပေးဖို့ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြည်သက်တွေကမှတ်ချက်ပေးခဲ့ကြပါတဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့တော့ Islam Makhachev ကညင်လိုက်ပါတဲ့ ဟန်တန်ကဲမဲကသူတို့စီဘလို့အကြောင်းအရာမျိုးနဲ့ရောက်ရှိလာတဲ့ဆိုတဲ့အကြောင်းကိုလည်းအခုလိုတခါတည်းရှင်းပြသွားခဲ့ပါတယ်။ဒုခီစင်နဲ့ပတ်သက်လို့လူတိုင်းကတူပူရီးယားနဲ့ပွဲဖြစ်အောင်လာညှိတဲ့ဆိုပြီးထင်မှတ်နေကြတာပါ။တကယ်တော့ကျွန်တော်တို့ပြောပြခဲ့တဲ့အကြောင်းအရာကဝက်တာဝိတ်တန်းချန်ပီယံကပ်စင်ခေါ်ပွဲမှာဘယ်သူကအနိုင်ရသူဖြစ်နိုင်တယ်လဲ၊ဘာတွေဆက်လုပ်သင့်တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ သူပြောတာကဘီလာမူဟာမက်ကမင်းရဲ့ဘော်ဒါရင်ဖြစ်နေတာနားလေတယ်ဒါပေမဲ့ဒါကအာဇာပဲလေဘွဲပြင်းရင်လက်ဆွဲနှုတ်ဆက်လေးစားမှုအပြည့်ထားဘယ်သူကကမ္ဘာအကောင်ဆုံးဖိုက်တာလဲဆိုတာမှတ်ကြောက်တင်ကြမယ်လေဒီအကြောင်းအရာကိုအတော်ကြီးအကျိတ်နဲ့ဆွေးနွေးပြခဲ့တာပါကျွန်တော်ပြန်ပြောပြခဲ့တဲ့အဓိကအချက်ကဘီလာမူဟာမက်နဲ့ဂျက်မက်ဒါလီနာဘွဲရလက်ကိုစောင့်ကြည့်ကြတာပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ပါအဲ့ဒီဘွဲပြီးမှဆက်ပြီးဆွေးနွေးကြတာပေါ့ဆိုတဲ့ပုံစံမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ် သူတို့နှစ်ယောက်ပွဲထိုးပြီးတာနဲ့ဟန်တာကမ်ဘဲကကျွန်တော်ရှိနေတဲ့အခန်းထဲကိုလာပါတယ်။အခုကအချိန်ကောင်းမယ်ဝိတ်တန်းတက်ထိုးမယ်ဆိုရင်ဘယ်အချိန်ကအကောင်းဆုံးဖြစ်မလဲဆိုတာငါ့ကိုအချိန်မီလှမ်းပြီးတီးပေးလို့ရတယ်ဆိုပြီးလမ်းဖွင့်သွားတာပါ။အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ကဝိတ်တန်းတက်ဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။လာမယ့်နေ့တွေမှာလည်း MME လောကကစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကို notification ယူထားကြပါဦးခင်ဗျာ။